วัสดีค่ะก็แม่นมาเมทาดาบาเสี่ยมะขะมยามีกะบาโลมัตตราแม่กมဖြစ်တာလဲဆိုတာရှင်းပြပေးလို့ရမလားခမยาတဲ့တခြားပုံစံတွေရောရှိသေးလားခမยาမัตตราแม่กมအုပ်စုမှာမောဤမိပေါ့เนาะမောဤပါတာမတွေ့လို့ပါတဲ့ครู အာကွက်လက်ပေါ့နော်နာမည်လေးဖြတ်ထားပေးပါတယ်เนาะအဲ့ဒါပဲ clue လဲဆိုတာကိုနာမည်ဖြတ်ထားပေးတယ် channel မှာတော့တင်နဲ့မတရာမဲကုံအုပ်စုထဲမှာလဲပေါ်ပြတာမတွေ့လို့ပါဆရာမတဲ့ဒီ clip ထဲမှာတော့မတရာမဲကုံတို့မဟုတ်မဲကုံရဲ့အာစလုံးပေါင်းအနှဲငယ်လေးပဲပြောပြပေးမယ်เนาะဘာကြောင့်လဲဆိုတော့ဟိုးရှေ့ရ clip တွေထဲမှာမတရာမဲကုံနဲ့ပတ်သက်တဲ့အလုံးလေးတွေအများကြီးပဲတင်ထားတယ်ပေါ့နော်ဘယ်လိုစလုံးပေါင်းနဲ့အတိတ်ဘယ်လိုရှိတယ် ယ်ဆိုပြီးတော့မှတင်ထားတာလည်းအများကြီးရှိပါတယ်။အာနောက်ပြန်ဆုတ်ပြီးတော့မှအာခရစ်တွေရှာပြီးတော့မှလေ့လာလို့ရတယ်เนาะဆရာမတင်ထားတာအခုခရစ်တွေကအာ လေ900လောက်ရှိပြီပေါ့နော်အဲ့ဒီမှာထိုင်းစာထိုင်းစကားဆိုပြီးတော့မှခွဲထားတယ်ထိုင်းစာအုပ်စုဆိုရင်ထိုင်းစာအုပ်စုထဲမှာရှာလို့ရပါတယ်နော်အခက်မဲ့တင်ထားတာတွေလည်းအများကြီးရှိတယ်အသေးစိတ်သိချင်တယ်ဆိုရင်လည်းတင်နှံအပ်လို့ရပါတယ်ဒီ moi mi တော့မဟုတ် moi ပေါ့နော်အဲ့ဒါကမတ္တရာမဲ့ကုံဖြစ်ပါတယ်နော်အများအားဖြင့်မဲ့ကုံလို့ပြောလို့ရှိရင်မော်မားနဲ့ပေါင်းတဲ့စလုံးတွေဆိုရင်မဲ့ကုံဖြစ်တာပေါ့နော်ဥပမာ ลม สวยเย็นกอลอโอมอกลม အဲ့လိုပေါ့ပြီးတော့ရဝမ်ဆိုရင်ရဝမရဝမ်အဲ့လိုမျိုးပေါ့နော်မတရာမဲ့ကုံစစ်တဲ့မော်မာလေးတွေနဲ့ပေါင်းတဲ့အရာဆိုရင်မတရာမဲ့ကုံတို့မဟုတ်မဲ့ကုံစစ်တဲ့ပေါ့နော်ခရူရဲ့အရှိကတင်ထားတဲ့ clip ထဲမှာအာဒီမော်မာဆရာ E ကမတရာမဲ့ကုံစစ်တဲ့ဆိုတာကိုရှင်းပြထားတာပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီ comment လေးကမေးထားတာပေါ့နော်ဒီမော် E မိကလည်းမတရာမဲ့ကုံအုပ်စုထဲမှာဘာလို့ရှိတာလဲပေါ့နော် ူလေးလာတဲ့အထဲမှာပေါ့နော်အဲ့ဒီရဲ့ Maccom ဆိုတာ तू မတွေ့ဘူးဘူးပြီးတော့အာတခြားခြိုင်နယ်မှာလည်းမတွေ့ဘူးပေါ့နော်အဲ့ဒီတော့ဒီ Moe ရာ Maccom ဖြစ်ပါတယ်ဥပမာဖုန်ဆိုင်ဆိုတဲ့စလုံးကိုပေါင်းမယ်ပေါ့နော်အဲ့ဒါကဂုံယူတယ်ဖုန်ဆိုင်ဂုံယူတယ်ဆိုရင်ဖော်ဦး Moe ကမတရာ Maccom ဖြစ်လို့ Moe မှာအတန်ထွဲရမှာဖြစ်ပါတယ်ဖော်ဦး Moe ဖုန်ပေါ့နော်ဖုန်ကြောအိုက်ใจဖုန်ใจ ဂုံယူတယ်ကို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 လှုပ်လို့အောင်မြင်တော့လို့ကိုကိုကိုဂုံယူတာဖြစ်စေတယောက်ယောက်ကအောင်မြင်လို့ကိုကသူ့ကိုဂုံယူတာဖြစ်စေပေါ့နော်ဒီစကားလုံးသုံးလို့ရတယ်ဖူမ်ချိုင်အဲ့ဒီရဲ့မော်ဤကမော်မအတန်နဲပေါ့ရမှာပါသူကမတ်တရာမဲကုံဖြစ်ပါတယ်နော် ဒီလို clip လေးတွေအများကြီးတင်ထားတာရှိပါတယ်ပြန်ပြီးတော့မလေးလာကြည့်လို့ရပါတယ်အသေးစိတ်သိချင်တယ်ဆိုရင် close မှာတင်နန်းအပ်လို့ရပါတယ်နော်လောလောဆယ်တင်နန်း level 3ခုရှိပါတယ်အာ1ဆိုရင်နှစ်လနီးပါးပေါ့နော်နေ့တိုင်းလိုက်လို့တက်စားလဲနိုင်နေဆိုရင်နှစ်လနီးပါးနဲ့ပြီးတယ်2ရော3ရောအတူတူပဲပေါ့နော်နှစ်လနှစ်လနီးပါးနဲ့ပြီးပါတယ်ပြီးတော့တင်နန်းကြီးရလည်းတီးတန့်စီဖြစ်တယ်ပေါ့နော်တင်နန်း level 2လောက်တက်ပြီဆိုရင်မအခြေခံအာဒီနေ့စဉ် စလုံးလေးတွေအတွက် AC ဖြစ်သွားပြီပေါ့နော်အဲ့ဒါကိုကဆက်ပြီးတော့မှတခြားစလုံးလေးတွေလေးလာလေးလာပြီးတော့မှပို့ကျွမ်းအောင်လုပ်လို့ရတယ်တင်နန်းနဲ့ပတ်သက်ပြီးတော့တချို့ကလည်းအာဘာကြောင့်တင်နန်းကဈေးကြီးတာလဲအဲ့လိုပြောတဲ့လူရှိတယ်ပေါ့နော်ဆိုတော့နည်းနည်းလေးတော့နားလည်ပေးစီချင်တယ်အာအသေးစိတ်နဲ့အကောင်ဆုံးဖြစ်အောင်တင်နန်းလှုပ်ထားပေးတယ်ပေးတယ်တင်နန်းကြီးနဲ့ရတယ်ရလက်ကတော့ထိုက်တန်မယ်လို့ထင်ပါတယ် သူတို့ရဲ့ចောင်းသားတွေက level 2လောက်ပြီးသွားတဲ့အခါမှာသူတို့စာတွေအများကြီးဖတ်တတ်နိုင်တယ်စာတွေစီလာနိုင်တယ်ပေါ့เนาะစကားကိုလည်းပီအောင်ပြောဆိုနိုင်တယ်ထိုင်းစကလုံးလေးတွေကအတန်ထွက်ပြီမှသာလင်အာစကလုံးကအဓိပ္ပယ်ရောက်တယ်တချို့ကအတန်မပြီတဲ့အခါမှာအဓိပ္ပယ်ပြောင်းသွားတာတွေအများကြီးရှိတယ်ပေါ့နော်အဲ့ဒီတော့စာတတ်တယ်ဆိုရင်အတန်ထွက်ပြီတယ်အတန်ထွက်ပြီတယ်ဆိုရင်စကားလည်းပြီတယ်ပေါ့နော်ပြောဆိုတဲ့အခါမှာအခက်အခဲမရှိဘူးပေါ့နော် crew ရဲ့ចောင်းသားလေးတွေ review လောက်ထားတာလေးတွေကိုလည်းလေးလာကြည့်လို့ရပါတယ်ကျွန်တော်အခုတချီဖက်ဖြစ်နေတဲ့စာလေးပေါ့စာဝဲမီယာဘွန်ဘော်ရီဆုတ်ကျွန်တော်များအခုအခုတော်ဖက်ဖြစ်နေတဲ့စာကိုလေဒီလအနေငယ်အတွက်မှာကျွန်တော်ဒီစာလေးကိုကျွန်တော်ဖတ်နိုင်တယ်ဆိုတာကျွန်တော်တတိပြမယ်เนาะเนาะအိုင်းအိုင်းစာလေးပဲเนาะ ตอนนี้เรามาเข้าใจกันและมาร่วม พิจารณาในเรื่องของบนและในส่วนที่เกี่ยวข้อง ซึ่งรองคงเข้าได้ยินคำสอนคำยิบนบารมี ร่วมถึงคำว่าบุญกุศลด้วย ฉันชื่อสุขา อายุ16ปีค่ะตอนนี้ฉันอยู่หาดใหญ่และทำงานอยู่ร้านอาหารค่ะ เรียนภาษาไทยกับคนครูไม่ต้องเสียเวลาเยอะเลยค่ะ มันสะดวกสำหรับฉันที่เรียนภาษาไทยและ ทำงานตอนนี้ใกล้จบระดับสองแล้วค่ะ ตอนนี้ผมเรียนภาษาไทยกับ ครูมีมีอยู่ครับ ครูมีมีสอนให้ดีมาก เข้าใจไงมามาอธิบายจนเห็นภาพเลยครับ ขอบคุณมากครับครู น้องพูดได้จริงด้านนี้แลยแต่เมื่อวานเนี่ยแต่นอาปูด้วยจะนอนแล้วยังมาดิบยาถ้ามันมีมีแต่จำก็ว่าน้องปีเดียวกันแล้วที่ได้ด้วยอาชีพแรกง่ายปีจำรู้กันเนี่ยสวัสดีครับผมชาญจากการแปลปากครับ ตั้งผงโกโลใช่ไหม โกโรครับ ไม่ใช่โกโลขอโทษทีครับ ว่าแต่มีอะไรหรือครับ เพียงว่าเรื่องใหญ่ คือว่า ท่อประปา ระเบิดหรือไง สวัสดีค่ะ ฉันชื่อวริษานะคะ ตอนนี้ทำงานในเมืองไทย มีเวลาว่างอยากใช้ให้มีประโยชน์ ก็เลยไปเรียนภาษาไทยกับครูมีมี ครูมีมีสอนภาษาไทยเข้าใจง่ายมาก ออเสียงก็ความชัด ฉันก็เลยได้เรียนภาษาไทยกับครูมีมี ผมชื่อเลทาลินครับ ผมอายุยี่สสิบองครับ ผมทำงานอยู่ที่โรงแรมเกาฉันทาชิเลยครับ ผมเรียนภาษาไทยกับครูมีมีหลายเดือนแล้วครับหนังสือที่ผมจะอ่านวันนี้เป็นหนังสื นังเสือเรียนภาษาไทยชั้นประถมศึกษาปีที่สองหนึ่งสองครับ ว่าคุณมีอธิบายให้เข้าใจง่าย และมีรอยยิ้มสวยงามมากเลยหนูก็เลยเก็บเงินไว้เพื่อจะไปเรียนภาษาไทยกับครูมีมีพอถึงหนูไปเรียนดูด้วยก็เข้าใจง่ายจริงๆ ด้วยสวัสดีครับผมชื่อชานครับ เป็นคนกะเรียงครับ ตอนนี้ผมกำลังเรียนภาษาไทยที่ ลนไทยเว็บไม่มีแกออนไลน์ครับ ตอนนี้เรียนถือเลเวลสามแล้วครับ อยากจะแนะนำเพื่อนๆที่สนใจเรียนภาษาไทยก็พงชวนเข้ามาเรียนที่ครูมีมีได้เลยครับนั่นตอนนี้ได้เสียมามีมีติดตั้งเน่ไม่สเบายใจมาเรเช่ ။နောက်ခုဒီတင်တန်းတက်တာ၄လပြည့်တော့မယ်ပေါ့နော်။ level 1 2ပြည့်တော့ပြီရှင်။ခု level 3ဆက်တက်မယ်ပေါ့နော်။အန်ဒီတင်တန်းဆက်ဆက်တက်တော့အပြီးတော့ငကောင်မတိပါဘူးရှင် ရေးနေရစားပေါ့နော်။အခုဆိုရင်ပြီးနေတဲ့တရာအကြောင်းတွေတည်လာတယ်။ပြီးတော့ပြီးမှအလဲတန်းအမြင့်တန်းအနေတန်း အမ်ဘလို့အတန်ထွက်ရမှာတို့အမ်ပြီးတော့အတွင်ပြောင်းတရအကြောင်းတွေအမ်ပြီးတော့ဆရာအိုင်မိုင်းမလိုင်းဆိုရင်ဘယ်စကလုံးကဆရာအိုင်မိုင်းမလိုင်းနဲ့တွုံးရမယ်ဘယ်စကလုံးကဆရာအိုင်မိုင်းမွန်းနဲ့တွုံးရမယ်အဲဆိုတာကိုတည်သွားပါဘောเนาะအမ်ပြီးတော့ခုပ်ကမ်းသေးမိုက်သေးအကြောင်းတွေပြီးတော့မထန်တခါအကြောင်းတွေအမ်ပြီးတော့ဘီဘီကိုအနေနဲ့တရားနဲ့လာပေါင်းရင်ဘလို့အတန်ထွက်ရမှာတော့ ช้างน้อยเดินเข้าโรงเรียนลูกช้างภูผาเดินต่อไปที่โรงเรียนของภูผาครูผู้ใดงาแลดีโลอเส้นที่ยอกออมบ่เนาะอ่าลีลายาราเฉิงหน่วยปี้ยาเดอเนนนาคันยาเดเน่แน่ฉี่พี่รอมาลีลายาเดบ่เนาะดีโลสนิทตะจาลีถั่วลาพออั่วอเกยยี ဒီလိုအဆင့်အာရေးနိုင်ဖတ်နိုင်ဖို့အတွက်ဆိုရင်ကျောင်းထဲမှာသတ်တက်မယ်ဆိုရင်တော့နှစ်နဲ့ချီအချိန်ပေးရတာပေါ့နော်။သူကတဆင့်တဆင့်ချင်းစီသွားတဲ့အခါမှာဖြည်း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 ချင်းသွားတယ်နားလဲတယ်။ဒို့တော့ခရုချင်းမှာလာတက်တယ်ဆိုရင်အချိန်တူတူတုတ်တုတ်နဲ့ဖြက်လန်းနဲ့သွားတဲ့အတွက်ကြောင့်အချိန်အများကြီးသုံးစရာမလိုဘူး။ခရုလေးလာထားတဲ့အနှစ်နဲ့ချီလေးလာထားတဲ့ဟာကိုပေါ့နော်။အအချင်းချုပ်ပြီးတော့မှတင်ယူညွန်းတန်းထောက်လိုက်တယ်။၆လအတွင်းနဲ့ ်မှာရေးနိုင်ဖတ်နိုင်ဖို့အတွက်အသေးချာလေးလောက်ထားပေးတယ်ပေါ့နော်အဲ့ဒီတော့တင်တန်းကြီးပေးတာအမများပါဘူးအကယ်၍တင်တန်းကြီးအတွက်မတတ်နိုင်နေဘူးဆိုရင်လည်းအခက်မဲ့တင်ထားတာတွေလည်းအများကြီးရှိတယ်ခရစ်ဗီဒီယိုလေးတွေသွားပြီးလေ့လာလို့ရပါတယ်ခရူးတင်ထားတဲ့ခရစ်တွေအများကြီးရှိတယ်ဟောကိုက်ခေါ်ခိုင်းနေစပြီးတော့မှဆလုံးတွေဘလို့ပေါင်းနေမတော်ရတွေဘလို့ပေါင်းနေဆိုတာအများကြီးတင်ထားတာရှိပါတယ်ကိုဖားတာကိုလေ့လာပြီးတတ်တဲ့ခရူးရဲ့ follower လေးတွေ subscribe လေးတွေလည်းတက်သွားတဲ့လူတွေအများကြီးရှိပါတယ်เนาะသူတို့လေးတွေ comment ပြန်ပေးလာတာတွေ့ရချင်းအဖြစ်ပေါ့เนาะအ crew ရဲ့ကျေးဇူးကြောင့်အဲ့လိုလေးလာရင်းနဲ့အများကြီးတက်လာတယ်ဆိုတော့ comment လေးတွေအများကြီးတွေ့ရတယ်ပေါ့เนาะ ထိုင်းစာကမခက်ဘူးလားဆိုတော့အတော်လေးခက်တဲ့အပိုင်းနှမပါတယ်။အရန်ခက်ပြီးတော့မှလိလာလို့မရဘူးလားဆိုတဲ့အပိုင်းနှမတော့မပါဘူးပေါ့နော်။စူးစမ်းရင်စူးစမ်းတလို့ရပါတယ်။ထိုင်းစာကအာတရရေတအားများတယ်ပြီးတော့မှဘီရက်နေတရဖြစ်သွားတာတွေတရကကြတော့အာ ဖွက်ထားတဲ့တရတွေအသွင်ပြောင်းသွားတဲ့တရတွေဒါမှမဟုတ်ရင်မလိုအပ်ဘဲနဲ့ဖြည့်လိုက်တဲ့တရတွေဆိုပြီးတော့မှအများကြီးရှိတယ်ပေါ့နော်အဲ့ဒီတရတွေတင်ကေတတွေဒါအားနဲ့များတဲ့အတွက်ကြောင့်စနစ်တကျနဲ့အတန်ထွက်ပီပီတိချင်တယ်ဆိုရင်တက်ချင်တယ်ဆိုရင်တော့တင်တန်းအပ်လို့ရပါတယ်။နော်တင်တန်းမှာမှာအသေးစိတ်ပြောပြထားတယ်ပြီးတော့အစင်လိုက်ပြောပြထားတယ်ဒီ channel တွေကြတော့အခရစ်တွေများတဲ့အခါမှာတစ်ခါလေရှာလို့မရဘူးပေါ့နော်ရှာလို့မတွေ့ဘူးလိုက်ရှာရတာခေါင်းကိုက်တယ်အဲ့လိုမျိုးဖြစ်တဲ့လူအတွက် project ပေါ့နော်အာတင်တန်း edge နဲ့ဆိုရင်လဲအာ message ထဲမှာအဲ့လိုရပါတယ် admin ဖြေပေးပါမယ်နော်ဘလို့ဘလို့တက်မယ်ပေါ့အာတင်တန်းကြီးဘလောက်ဘလောက်ပေါ့နော်အဲ့လိုရပါတယ်